cheese ကိုနေ့တိုင်းမစားနိုင်ဘူး။နပိရီနဲ့ထမင်းကိုတော့နေ့တိုင်းစားနိုင်တယ်လို့ပြောလာတယ်။ဟင်းသစ်။ cheese fondue ဆိုတာ cheese ကိုအရေးကြိုပြီးတော့အာဒီပါမုတ်မာမာကြီးနဲ့ပါမုတ်မာကြီးနဲ့တွန်းစားအဲအဲ့ဒီဟာပထမဆုံးတော့ကျွန်တော်ကဒီမြန်မာအစားအစာကြိုက်တယ်လို့ဆိုတော့အဲဒီ cheese ကိုကြိုက်ပါမလားပေါ့နော်။ဒါပေမဲ့ အဲသူတို့ကလာဒီမှာမြန်မာငပိရေရနန်းနေပါကြပြသူတို့ cheese မှာလဲသူတို့အနံ့ရှိတယ်အဲ့လို cheese ငပိကိုကြိုက်တော့ဘာလို့ဆိုမွေးကလေးရစားလာပြီးတော့ကြိုက်တယ်နော်ဆိုတော့ cheese ကတော့ဘလောက်ပဲစားကောင်းတယ်ပြီးတော့ကျွန်တော်လုံရောကြုံရောဘလောက်စားနိုင်မှာတစ်ဖက်လားတစ်လားနောက်တစ်ခါကျွန်တော်မြန်မာလူမျိုးတွေအတွက်ကတော့ cheese ဆက်ပြီးတော့အချိန်ကြာကြီးစားဖို့ဆိုတော့ဖြစ်နိုင်အောင် ပပီရပူပီအစင်ပြေဟုတ်ကဲ့အဲ့ချိန်မှာလွမ်းနေသေးလားကိုယ့်ရဲ့မြန်မာငပိထမင်းဟင်းပေါ့လွမ်းလားဆိုတော့အာကျွန်တော်တို့အခကြီးသွားတဲ့တောက်လျှောက်ပေါ့နော်ကျွန်တော်အဲ့ဒီရိုးတော့18ရက်ကြာတော့ဒီကနေပြီးတော့ငပိဘူးတွေဆန်နေရစားတယ်ပါသမင်းပါအောင်လည်းပါတယ်တော့မြောက် Asian ကတော့ Asian ပဲဟိုရောက်သမင်းတွေချက်စားတယ်ငပိတွေနဲ့ဘဲဟုတ်ရှင်နေနဲ့ဆက်စားတကယ်ဒီနေ့ပါကြည့်ရမနေ့ဆိုရင်ကျွန်တော်ထားပြီးသမင်းတွေချက်သမင်းတွေချက်သူတို့ကြွေးပြီးရင်10နာရီလောက်မှထွက်ပြီးတော့မှသူတို့အစားစားစားပါ အဲ့တဲ့နဲ့ခီးထွက်ရင်ထမင်းကတော့ငနက်စရာနော်ငနက်စရာပေါ့ငနက်စရာဒဲဦးချင်းဟင်းတော့ကြာသားဟင်းတော့လောက